မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအတွက်ဆရာကဒီ2025ခုနှစ်အော်တိုဘာလ22ရက်ကနေလပုံတီတပတ်စာတားရုံနဲ့ကညီမကိုဟောကြားပေးမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဆရာကဒီဗီဒီယိုကတင်ပြီးပြီးတော့တို့တော့ဆရာအနေနဲ့ဒါကပြန်ပြီးတော့ရိုက်ရှင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲဆရာအနေနဲ့ကမိတ်ဆွေတို့အသိဖြစ်မယ်ကျွန်တော်ဗီဒီယိုရည်သူကြီးကိုအကောင်းဆုံးဖြစ်အောင်ねအော်ဒါခါလေးမှာစိုက်ကြည့်သွားတဲ့အခါကျွန်တော်မိတ်ဆွေတွေကြည့်ရတာအဆင်ပြေအောင် နော်ဟိုစိုက်ဗီဒီယိုရိုက်တဲ့အခါမှာလည်းဗီဒီယိုစိုက်ခြင်းများရင်မိတ်ဆွေတို့တချို့ကြတော့နေထားကြည့်တဲ့သူတွေဖုံးမိကုန်မှာစို့လို့ကျွန်တော်အနေနဲ့ဗီဒီယို resolution ကစလို့ဟောကြည့်တဲ့မြင်ကွင်းကစလို့ကျွန်တော်ကိုတစ်စင်ချင်းတစ်စင်အကောင်းဆုံးတက်နိုင်လို့ပြောင်းစူးစမ်းလာတာကျွန်တော်မိတ်ဆွေကျွန်တော်ကိုအများနဲ့စောင့်ကြည့်နေတဲ့သူတွေဆိုသိပါလိမ့်မယ်အဲဒါကြီးကျွန်တော်အနေနဲ့အခုအဲ့ဒီရှေ့ရက်ကဆရာဒီရက်တနင်္ဂနွေနေ့တနင်္လာလို့အခြားနေ့သားလေးတင်တဲ့အခါမှာကျွန်တော်ရဲ့ editor ညီလေးက အဲ hospital နေနဲ့မတိပေးတာသူရဲ့ editor လုံးမှာတော့သူကောင်းကောင်းကိုကျွမ်းတယ်သူကရိုးရိုးတာမှန်မဟုတ်ဘူး professional ကြက်ကြကိုတတ်တယ်သို့တော့ hospital နေကြတော့ video hospital နေကြတော့မတိတွေ့တော့သူကဥမာပေါ့တင်းလာအောင်တင်းနေ video လေးတွားပြီးတော့မှားပြီးဆက်လက်လုပ်မိတာမျိုးလေးတွေအဲတောက်ကြနဲ့ပတ်သက်ဗုဒ္ဓဘုနဲ့ပတ်သက်ပြီးတော့လွဲတာမျိုးလေးရှိတဲ့အခါကျတော့အဲတချို့ comment တွေမှာစိုးစိုးဝါးဝါးတိုက်ခိုက်မှန်လာတာလေးတွေ့ပါတယ် ဒီလိုတိုက်ခိုက်တော့လေအကြံပြုကြအကောင်းဆုံးနဲ့ပြောတာဆိုရင်ကျွန်တော်ဘာမှပြောထုတ်တူပဲကျွန်တော်ဟောစတန်ကိုကြည်နေကြလူတွေကလာပြီးတော့ဗလိန်းတာဆိုရင်မပြောလို့ဘူး TikTok မှာလည်းတွေ့တယ် Facebook မှာလည်းတွေ့တယ်တချို့ကအရင်ကြီးဟိုရွယ်ချက်ရှိရှိဒီ level ထဲကပဲတိုက်ခိုက်တာလည်းတွေ့ပါတယ်ထို့အတူတခြားလူတွေကြတော့လေအဲသူတို့တွေကြုံတွေ့ခဲ့မှုတွေ emotion နဲ့ခံစားချက်နဲ့တိုက်ခိုက်တာလည်းဖြစ်မယ်ဒါပေမဲ့ခင်ဗျားတို့သိထားပါတိုက်ခိုက်တဲ့လူတွေပြောချင်ပါတယ်ဇေယျငယ်ဆိုတာဒီနေရာမှာကျွန်တော်ဒီလိုရက်တည်နေတဲ့အရှင်တွေအတခုအတိုင်းတာအနည်းငယ်လေးခုတည်းမှာလေကျွန်တော်ကကျွန်တော်လိပ်ပြလုံးနေလိပ်ပြလုံးနေအပြင်ကို ကျွန်တော်ဘယ်စီဆီအောင်မှလည်းမတိုက်ခိုက်တယ်လို့ကိုယ့်အကူအရှိကိုရှိတိုင်းစတယ်ရလဲချပြထားတယ်လို့ကျွန်တော်ဘာမှလည်းမမှန်တာမရှိတယ်လို့ခင်ဗျားတို့လိန်ဘူးတာတစ်ခုတွေ့ရင်ချပြအောင်ဒါပြင်နောက်တစ်ခုအနေနဲ့ကျွန်တော်ဘတုကမှလိန်လည်းမလိန်ဘူးညာလည်းမညာခင်ဗျားတို့တွေ့ဘူးတို့ချောက်လည်းမစားဘူးဟောက်လည်းမစားဘူးလိန်လည်းမစားဘူးကျွန်တော်ဒီမှာပြနေမင်းတော်အမေရိကန်စစ်စံကျုပ်စေတနာကောင်းကြောင်းလို့မပြောလို့ပဲမယ်ကျွန်တော်ရှိကြည့်ဘူးတဲ့တိုင်းကျွန်တော်ခေါက်ကန်လာဘူးတဲ့တိုင်းသိတယ်ဒါပေမဲ့မနာလိုစိတ်ကြီးရမှာမဟုတ်ဘူးကနေဒါပြင်နောက်တစ်ခုအနေနဲ့ကျွန်တော်ဘာပြောချင်တာလဲဆိုတော့အဲ့ဒီလိုတိုက်ခိုက်တဲ့မိတ်ဆွေခင်ဗျားတို့ ကိုကိုကိုတိပါနားလေပါဒါလေးတစ်ခုပဲပြောချင်ပါလေဒီခါလေးမှာတချို့အရာလေးမှာအဲဟိုအဝေးဖန်တာကိုလက်လက်ခံတယ်ခင်ဗျားတို့ကိုစရင်သွင်းလို့ပြောပြနေတာမဟုတ်ဘူးဒီခါလေးကျတော့တချို့အရာလေးမှာလူဆိုတာမှားတတ်တာဒါကိုလေကျွန်တော်ကိုယ်တိုင်ကျွန်တော်အာမတောင်းမှန်ပါလေဆိုတောင်းမှန်တာလေဒါကိုခင်ဗျားတို့ဘာလို့အဲ့လိုကြီးတိုက်ခိုက်တာဒါလေးတစ်ခုလေးကျွန်တော်ပြောချင်ပါလေလူဆိုလူလိုတိပါခင်ဗျားတို့တွေ့ဘူးတို့လို့ဒိန်နဲ့မစားတယ်လို့ကျွန်တော်ကဟောက်နဲ့မစားတယ်လို့ကျွန်တော်ဒီနေရာဒီအချိန်ကြီးရက်တည်နေတဲ့ကာလမှာသစ္စာစုရဲပါလေ ျွန်တော်ဘယ်သူ့ကိုမှဒုက္ခမပေးရအောင်ဒါလေးသိထားဖို့လိုအပ်ပါတယ်ခင်ဗျားတို့လာတိုက်ခိုက်လို့ရိမ့်နဲ့ရိမ့်ဟိုင်းသွားမယ်ဆရာကြီးတဲမှာကျွန်တော်မပါဘူးလို့ပြောရင်းနဲ့ကဲစနေသမီးတွေကခေါ်လိုက်ကြရအောင်ဂျေဆုတင်ပါတယ်တိုက်ခိုက်တဲ့သူတွေစိတ်ဆိုးလို့ပြောတာမဟုတ်တော့တခါလေမှာမစ္စတီးယားစိတ်ငွေတဲ့အခါတခါလေမှာတိုက်ခိုက်လို့စိတ်ငွေတဲ့အခါသူများကိုမတိုက်ခိုက်မှာကိုယ့်ရင်ပတ်ထဲမှာအကုသို့စိတ်အရင်ဖြစ်ပေါ်တာကိုသိထားဖို့လိုအကြောင်းနဲ့တခါလေမှာတစ်ဖက်ကမှန်နေတာကိုသွားတိုက်ခိုက်ရင်ခင်ဗျားတို့ကိုပူလောင်နေပြောချင်ပါတယ်ဂျေဆုတင်ပါတယ်အားလုံးစင်ပြကြပါစေ စနေကောင်းမိမိတ်ဆွေတွေဒီနေ့တော့25ခုနဲ့အော်တိုဘားလ22ရက်ကနေလကုန်ခီမိတ်ဆွေတို့ရဲ့ယင်းထဲမှာအရာရာကို PO1 အေးချမ်းချင်းနဲ့ငြိမ်းချမ်းချင်းတွေကိုအလိုရှိနေတယ်ဖြစ်ရှင်တဲ့ဆန္ဒလေးတွေလည်းမကြခင်ဖြစ်လာတော့မဲ့ကာလဖြစ်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေမိမိတို့ရဲ့ရည်မှန်းချက်ကောင်းမျှော်လင့်ချက်ကောင်းလေးတွေဟာပြေဝလာမဲ့ကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်တခုစုပြပြောခြင်းမသိပါနဲ့ဒါတော့ဆိုတာအာယုံမြနမိတ်ကတာဖြစ်တယ်အရေးကြီးတဲ့မိတ်ဆွေတို့ရဲ့အိမ်တော်ဘက်တွေပူဇာဘက်တွေတသက်တာတွေမှာတော့တအားတော့နဲ့မရဘူးလို့လည်းထပ်ပြောလိုပါတယ်ကျေးဇူးတင်ပါတယ် မိတ်ဆွေတော့မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အေးချမ်းမှုငြိမ်းချမ်းမှုတွေကိုအလိုရှိနေတဲ့ဆန္ဒတွေကျင်းစီပေါက်ပြေးွားမဲ့အပတ်တာကာလဖြစ်ပြီးတော့ဖြစ်ချင်တာကိုဖြစ်လာမဲ့ကာလဖြစ်ပြီးတော့မိမိတို့ရဲ့ရင်ထဲမှာအပြတ်သဘောဆောင်တဲ့အရာလေးတွေတက်အေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့ဒါလေးတွေကိုတော့ဖြစ်ရင်ကောင်းမှာဆိုတာမျိုးပြဿနာအပြိုင်ဆိုင်အတိုက်ခိုက်တွေကိုနားလည်မှုရှိခြင်းနဲ့သိခံခြင်းနဲ့အဲဆွနာလို့အေးအေးအေးချမ်းဖြစ်ချင်းချင်းဟာမိတ်ဆွေစနစ်သားမိတွေတို့ကကောင်းမှုနဲ့တေချာအတိုင်းရရှိစေမှာအတေချာပဲဖြစ်တယ် အလုတ်ကအလုတ်ကိုင်းတဲ့ပတ်သက်ရင်အလုတ်လုပ်ငန်းကိုင်ကတိုးတက်အောင်မြင်နိုင်ပါတယ်။ယာဒူးတိုးခြင်းယာဒူးတက်ခြင်းလုပ်ငန်းကိုင်ကနဲ့ပတ်သက်လို့ရှိရင်ယာဒူးပြခြင်းလစာဘောနိုင်ဝင်းခြင်းတွေကြောင့်အတက်တယ်လို့အနေရာတိအလုတ်တိခြာနေသူမိတ်ဆွေများနေရာလုပ်ငန်းကိုင်ကနဲ့ပတ်သက်ပြီးတော့ခြာနေသူများပတ်စပို့ဗီဇာနိုင်ငံခြားရွေးဝေးကြီးတော့မိတ်ဆွေများအနေနဲ့ရှေ့လို့ဆောင်ရလို့ဆောင်ရအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပြီးတော့ OA ချန်ပီပိုင်ဆိုင်ခြင်းသာသမီရရှိခြင်းအစရှိတဲ့အရာမျိုးလေးတွေပိုင်ဆိုင်တတ်သောကာလဖြစ်ကြောင်းထားတော့ပြောကြလိုက်ပါစီ။မကုန်းမဆုပ်ကိုကိုတိုင်း ဦးစီးဦးဆောင်ပြီးတော့စိတ်ကလေးနဲ့လှုပ်ဆောင်မှာအောင်ရင်တိုးတက်ခြင်းနဲ့အစဉ်ပြေခြင်းနဲ့ရရှိလာပါလိမ့်မယ်။ယာဒူတိုးကိုမျောလင့်နေတဲ့မိတ်ဆွေများယာဒူတိုးခြင်းမျိုးလေးတွေယာဒူတိုးကိုအတွက်ခွင့်ရင်လန်းကောင်းတွေများစွာရရှိတတ်သောကာလဖြစ်ပြီးတော့ကိုပိုင်လုံငတ်ဆက်တင်လို့တဲ့မိတ်ဆွေများအနေနဲ့ချင်းတွေပေါ့ချိတ်လှုပ်ဆောင်ရလှုပ်ဆောင်ရလုပ်ငန်းနဲ့ပတ်သက်ရင်ဘာမှမစိုးတိုးချက်အောင်ရင်စွမ်းဆောင်နိုင်သောကာလဖြစ်သောကြောင့်မိတ်ဆွေတို့နဲ့ဘာမှမစိုးဦးစီးဦးဆောင်လှုပ်ဆောင်လို့ရပါတယ်။သို့တော့စပစီရင်နဲ့ပတ်သက်လို့တတိထားပါစာချုပ်စာတမ်းကိစ္စလေးတွေပတ်သက်လို့စကားပြောတဲ့အခါစေတနာလေးဝေဒနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စအိမ်ရင်းကိစ္စလေးတွေမှာ တုံးနဲ့တူတယောက်နဲ့တယောက်ဒေါသနဲ့ဖြေချင်းတာမျိုးတက်အေဂျင့်ချင်းနဲ့ငင်းချင်းချင်းနဲ့အဖြေရှာတာမျိုးတွေတွေ့နိုင်တယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာရင်နည်းနည်းလေးအားနည်းသောကာလဖြစ်တဲ့အတွက်သတိပြုစင်နေမှာ ပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးကြီးတော့နိုင်ငံခြားပတ်စုအစရှိတဲ့လုပ်ငန်းတွေနဲ့တိုးတက်အောင်မြင်နိုင်မြဲပညာသစ်တင်ရင်ပညာသစ်ရှာရင်ကောင်းမြင်မြဲပညာရေးမှာလက်ရှိမှာကိုယ်ဝါသနာမှာပါတဲ့အရာကြီးကိုလှုပ်ဆောင်နေတဲ့အခါမှာစိတ်ပန်းလှုပ်ပန်းပြီးတော့မတိုးတက်တာမျိုးတွေအချင်းချင်း rapid တက်ဆက်ဖြစ်နေပေမဲ့လည်းဘာမှထူးမလာတာမျိုးတွေကျွန်တော်တက်တဲ့အတွက်ပညာရေးနဲ့ပတ်သက်လာရင်တော့အနည်းငယ်အားနည်းတော့ကာလဖြစ်ပြီးတော့အပြောင်းလဲလေးလှုပ်ဆောင်ရင်ပုံမှန်အားသာကောင်းမှာပါတယ်ကျမကြီး ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိစေတို့မိသားစုတွေမှာကျမ်းမာရေးညံ့နေသူတွေရှိတဲ့အကောင်ပဲဖြစ်ဖြစ်ကိုကိုကိုတိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးရှူချာတာမျိုးဘာလို့လို့အစိမ်းမပြင်းတော့ကိုကိုတိုင်ညာအိတ်ညံ့နေတရက်ကလေးစရီထွက်လိုက်တာမျိုးဆိုရင်ကျမ်းမာရေးကောင်းပြီးတော့အဆတ်ဆာရရာဆင်းပြီးအောင်မြင်လာပါလိမ့်မယ်မထင်မှာဖြစ်ခྱི་သွားတာမျိုးတွေခྱི་ထွက်တာမျိုးတွေဂျုံကတက်တော့ကာလာပိုင်းချဖြစ်ပါတယ်ခྱི་သွားခြင်းခྱི་ထွက်ခြင်းတွေနဲ့ပတ်သက်လို့ချင်းလဲစစ်တူဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလာပိုင်းချဖြစ်ပြီးတော့ဘာသာရေးခྱི་တွေမထင်မှာဖြစ်နေတော့ဆနလို့ပေါ့ဟိုတွားလိုက်ရတာမျိုးတွေဆွေမျိုးသားချင်း မဖြစ်မနေသွားရတဲ့ခရီးတွေပေါ်လာတက်ပြီးတော့ခရီးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်တိုင်းတော့ဘာမှစိုးရိမ်စရာမရှိပါဘူးအလုပ်ကိစ္စလေးတွေကြောင့်ရင်းနှီးလိုက်ရတာမျိုးလေးတွေအနာဂတ်တော့ကောင်းတဲ့ကိစ္စလေးတွေကြောင့်စူးစမ်းလိုက်ရတာမျိုးတွေအဲရွှေဝယ်လိုက်လို့တန်ဖိုးရှိတဲ့အရာတွေအိမ်တွင်းပစ္စည်းပြည်ပေါ်ကတွေဝယ်လိုက်ရလို့အဖက်မတင်တာမျိုးတွေကလွဲရင်ကျန်တာဘာမှမဖြစ်ပါဘူးအဝေးတလျာကမိမိရဲ့အိမ်အောင်ဘက်ဇနီးမယားသူမဟုတ်ရင်မိသားစုကိုအကြောင်းပြုပြီးငွေတွေလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးတွေရရှိတတ်တယ်လို့အငွေရရှိတာမျိုးလက်လွန်ထားတဲ့ငွေကြီးတွေနဲ့ပတ်တိုင်းပြန်လဲပြောဆိုတောင်းမှာအသာကောင်းလို့တိုးတက်ပြီးတော့ကံကောင်းနိုင်တော့ကာလအပ္ပတ္တ ပိုက်ချာဖြစ်ကြောင်းနဲ့ငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှညံ့နေတာစိုးစိုးဝါမရှိဘဲနဲ့ခရီးသွားစီးကလေးတွေကြောက်အနေငယ်ကုန်ကြများတာမျိုးကျန်းမာရေးအလှပကြီးကလေးတွေနဲ့ပတ်သက်လို့အကုန်ကြများတာမျိုးကလည်းကျန်တာစိုးစိုးဝါဘာမှမရှိတော့ပတ်တာကာလဖြစ်ပါတယ်အရှင်လူငယ်တွေအရှင်နဲ့ပတ်သက်လာရင်တော့မိမိရဲ့ချစ်သူအပေါ်မှာ လွန်မှုကျင်တဲ့စိတ်ကြီးအများများနေတာမျိုးမိမိရဲ့ချစ်သူရဲ့အစင်မပြေမှုတောင်ကိုပါစိတ်ပြန်မရတာမျိုးမိမိချစ်သူရဲ့ကျမညံမှုအလောက်တိုင်းအစင်မပြေမှုလေးတွေကြောင့်ကိုကိုတိုင်းမှာလိုက်ပြီးတော့အစင်မပြေရတာမျိုးလေးတွေချစ်တဲ့သူကပူပင်ပေးနေရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေတုံးနဲ့ဒုတိယနဲ့တယောက်ဝေးကွာနေသူတွေအတွက်တော့မထင်မှတ်ဖြစ်တဲ့သတင်းဆိုးတွေကြားရတတ်သောကာလဖြစ်တဲ့အတွက်သတိပြုဆင်ခြင်ပေးရလို့အကြောင်းနဲ့အဲကိုရဲ့စိတ်ထဲမှာတန်လျာစိတ်တွေဖြစ်နေတာမျိုးအဲသူ့ရဲ့လုပ်ငန်းအစင်မပြေမှုလေးတွေကြောင့်ကိုကိုတိုင်းစိတ်မချမ်းမသာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့ မိတ်ဆွေတို့သတိပြုပါအနိကရှိနေတဲ့သမီးသားများအနေနဲ့အိမ်တော်ပြုခြင်းစိစက်ခြင်းတွေအတွက်ခြေလို့ဆောင်တဲ့လှုပ်ဆောင်ရင်အာသာကောင်းမှုတို့တက်ပြင်မဲ့လို့လူကြီးမိဘတွေနဲ့တွေ့ဆုံတဲ့အခါမှာစကားနည်းနည်းချော့ပြောလို့လူအကြောင်းထထောင်ပြောကြလိုက်ပြတယ် အိန္ဒာဟိအိန္ဒာဟိနဲ့ပတ်သက်ရင်တော့ကံကောင်းနိုင်ပါလေဝေးကွာနေတော့အိန္ဒာဘက်နဲ့ပတ်သက်လို့ပြန်လဲဆက်သွယ်ရရှိတာမျိုးတွေဝေးကွာနေသူတွေပြန်လဲတွေ့တာမျိုးပျောက်တော့သူရှာတင်ပြိမဲ့ကာလဖြစ်တယ်သာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာသာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာရတာမျိုးလေးတွေအခရီးသွားကိစ္စလေးတွေအခွင့်အလမ်းကောင်းလေးတွေပေါ်လာတာမျိုးတွေရရှိတတ်လို့ဒီကံဆန်းခြင်းထီထိုးခြင်းတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိစေတို့ဒီကာလအတွက်ဒီမှာစနေသာသမိအများစုအနေနဲ့မိသားစုကိုအချိန်များများပေးတာဟာပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့အချိန်ပေးတဲ့အကြောင်းနဲ့လူမှုရေးအိမ်ရေးကိစ္စတွေဖြစ်လာရင်ချက်ချင်းဖြည့်ရှင်းတဲ့အကြောင်းလ ိုအကြောင်းခံအောင်ပြောလိုပါတယ်ဒီအဖတ်တာတော့ဒီမှာဂျာစာပရိသတ်သမီးများတောက်ကြသတ်သမီးများ ਨੇ တွဲဖက်လို့ကံကောင်းစီပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲခိုးပြရာအောင်လို့နော်မိခိုးရအောင်လို့အဆရှိတဲ့ရောင်တွေလိမ္မော်ရောင်တို့ဝစ်ဆင်ပြီးတော့များများဝစ်ဆင်ပြီးတော့လိုရာကိုကိစ္စဆောင်ရည်အောင်မြင်တိုးတက်နိုင်ပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍ၃ကဏ္ဍ၆ကဏ္ဍဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတို့ရဟာတော့အရှိစူးစူးရဖြစ်ပါတယ်အဆက်စားရရအစင်ပြေစီရမိတ်ဆွေတို့ရအရေးကြီးသောကိစ္စတွေကိုပြည်မှုဆောင်ရွက်တဲ့အခါမှာလူရကိစ္စကိုမသွားမီလက်ခုပ်လက်ဝါးကလေး ပြီးပြီးတော့လိုရာကိုဆူတောင်းပြီးတော့ဟာရအောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစီအမီစီရမှာပြောမိဆရာကနာပြည်နေမိချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 5050 5နဲ့မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့စနေသားနေ့မိတ်ဆွေတွေဒီတလတာလို့အဆက်ဆက်ရရငွေကြီးကန်ကောင်းစီပြီးအဆက်ဆက်ရရအစီအမီအောင်မြင်တိုးတက်စီရန်တော့ ကလေးငယ်ကလေးတွေကိုချိုးကျင်ကျွေးပြီးစိတ်ကြရနေပြီးတော့လာပါလာပါမက်ကြည့်ရဲဆိုပြီးတော့ကုသိုလ်လောက်တာမျိုးကိုစားကျွေးတာမျိုးငါးစားကျွေးတာမျိုးခိုးရင်းစားကျွေးတာမျိုးလေးတွေသူမဟုတ်ကလေးငယ်လေးတွေကိုချိုးကျင်ကျွေးပြီးတော့စိတ်ကြရနေလာပါလာပါမက်ကြည့်ရဲလို့စိတ်ကြရနေ၃ဟောက်လောက်ပြောပြီးတော့လောက်ပါကငွေဝင်ပြီးအဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်ကြပါလိမ့်ခင်ဗျာဖတ်ပြောချင်ပါသေးတယ်မက်ချင်တာစိတ်ထဲမှာကုနေလို့ကျွန်တော်ကရေရာပေးရင်တော့ခင်ဗျားတို့လေကံဆိုတာကိုလုံးမှာကိုရတာအဲ့တော့ဖရာတရားတန်ခါကုသိုလ်ရေရာ có gì để cụ tụ cả, càng dù đã ăn đâu, càng gấu nghệ giả thì điều về bia, xem bút thẻ,